ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒါနေမာကျောင်းကိုတင်ဆက်လာဆိုရင်ဒါ၃ဘက်မြောက်ရှိသွားပြီပေါ့နော်ဒါဒီတစ်ပတ်မှာတော့နေမာကျောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါသရုပ်တာပိုင်းအနေနဲ့ဒါအဆုံးပိုင်းပေါ့လေဒါနောက်ဆုံးပိုင်းအနေနဲ့ဒါတင်ဆက်ပေးသွားဖို့ရှိပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့တူဝိုင်းအားကစားကလောင်ရှင်ကိုနတ်ဝင်းညင်းချမ်းကနေပြောမှာပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအိုးမင်္ဂလာပါဗျမင်္ဂလာပါခင်ဗျာနေမာကျောင်းကလည်းပြောရင်းပြောရင်းနဲ့ဒါတစ်ပတ်တစ်ပတ်မှာပေါ့နော်ဟိုအနည်းဆုံးအချိန်က나이ဝက်나이ဝက်လောက်ကြော်သွားတော့ကျွန်တော်ဘယ်လိုပြောမလဲ အပိုင်းကသရုပ်ထပိုင်းတီတော်ရောက်ဟုတ်ကဲ့ပါဒါပြီးခဲ့တဲ့တစ်ပတ်မှာတော့ကျွန်တော်ဒါ PSG ကစားမဘွားကြောင်းနောက်တဲ့ Nike နဲ့အတူပြဿနာတွေတက်တယ် Nike နဲ့ဒီစာချုပ်ဖျက်သိမ်းလိုက်ရတယ်နောက်ပိုင်းမှာတော့ကျွန်တော်နေပူမားနေလာမြင်နော်ပူမားနဲ့စာချုပ်ချုပ်သွားတယ်အဲ့မှာကျွန်တော်ဒါပြောစရာရှိတဲ့ဟာမှလေးဒါ PSG နဲ့ဒီကစားမဘွားမှလေးလဲပြောစရာတချို့လေးကြံမဲ့တင်တယ် PSG ကိုစရောက်ခါစားမှာတော့နီမာရဲ့ဒီလာလာလေးကတော်တော်လေးကောင်းတယ်ဗောလေဒီ2019မှာ PSG မှာစရောက်တယ်စရောက်တဲ့အချိန်ဒီမှာဆိုရင်ဒါအဲ့ရာဒီမှာခြေဆွမ်းလဲပြတယ် ဘလွန်ဒေါ်ဒီနိုမီနေးရှင်းမှာဆိုရင်လည်းဒီ၃ရောက်မြောက်ပေါ့လေမက်ဆီရဲ့ဒိုလေးရဲ့နောက်မှာသူတတိယနေရာမှာလည်းရက်တည်နိုင်ခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာကျတော့ဟိုအားလုံးနဲ့ဒါကျွန်တော်ပထမအစီအစဉ်မှာလည်းပါပါတယ်။ဒါပြဿနာတွေကြောင့်ရောတခြားကွင်းမြင်ပါအပျော်ပါကြောင့်ဟိုတော်တော်ကြီးကိုဒါစူးစူးဝါးဝါဖြစ်သွားတယ်ပေါ့လေ။ဒီအားနဲ့ပတ်သက်ပြီးတော့ဗာမြန်အကူဒါ PSG ကစားမပွားနဲ့ပတ်သက်ပြီးတော့မဖြစ်ဆက်ပြောဖို့ရှိလည်းမသိဘူးပေါ့။အဲ့တော့ PSG ကိုရောက်ခတဲ့ကနေမှာကဟိုအစောပိုင်းလေးမှာနည်းနည်းအဆင်ပြေတယ်ဆိုတော့အဲ့လို ဟုတ်ကဲ့နေမာကတော်တော်လေးရုံးနေရသေးတယ်တော်တော်တတ်တတ်ခဲ့ရပါဘောနော်ဟုတ်ဟုတ်ကဲ့ဆိုတော့အဓိကကဒီပပီကားတွေကိုယ်တိုင်ကနေမာကိုဒီချမ်ပီယံစ်လိမှာဘာစလိုနာနဲ့ယူပြီးတော့သူတို့ကန်ထုတ်ခဲ့တဲ့အဓိကကဘာသမားဖြစ်ခဲ့သူတို့ပဲလားတော့နေမာရဲ့တခြားပြင်ပအလုပ်ကိုလည်းကြောက်နေတာနေမာကိုသူတို့အသိတော့မကြိုးစိုးဘူးဘောနော်ဆိုတော့ဘာလန်ဒေါ်ရဲ့ဒီနိုမီနေတက်မှာပါနေတာကလည်း ဟိုကျွန်တော်ထိတ်ဆုံးစကား၃ရောက်ထဲပါတာလေဒါဘာစီလိုနာမှာပျက်တက်ခဲ့တဲ့ performance ကစိုင်မင်နဲ့တူတယ်ထားအဲ့ကာလာတွေရတော့ဟုတ်အဲ့အဓိကပြဿနာက Paris Saint-Germain ပြည်သက်တွေကအခုသူနေမာတီလီဂိုးမှာပထမဆုံးပွဲထွက်ခွင့်ရတဲ့အတင်းကကိုရင်ကလာပြီ။ Astrobot Astrobot ဟာ Astrobot Astrobot နဲ့ပွဲ Astrobot နဲ့ပွဲဆိုရင်အပြစ်မှာနေမာကိုဝိုင်းပြီးတော့ဟိုဆန်းနှပြနေကြတာ။ဩအနေမာကိုဒီဆဲဆိုပြီးတော့ဆန်းနှပြတယ်။ကွင်းထဲမှာလည်း ဒီဒီ clavi တို့ကဒီ bolt မှာ နေမှာပုံကြီးအကြီးနဲ့ဟုတ်အဲကိုသူ့ဒီကစားသမားတည့်ရဲ့ဒီ war record ဒါဆိုင်ရင်ရှင်ပြောင်းရွှေ့ခြင်းရှင်ကစားသမားရဲ့ပွဲဥထွက် bolt အကြီးနဲ့ဒီ bsg အစင်အားစီစဉ်ထားတယ်ဒါပေမဲ့တကယ်တကယ်ကျတော့ဒီနေမှာဘောလုံးထီတိုင်း paris saint germain president တွေကဟို why me bull လို့တယ်ဟုတ်ကဲ့အဲ့ဒါကဘယ်သူမှနားမလည်နိုင်ဘူးအဲ့ဒါတော့ဒါတော့ president တွေဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းမသိဘူးနေမှာကိုယ်တိုင်လည်းမသိဘူးအထက်ဆေးပါလဲ သူ့ဘဝမှာပေါ့နော်ကိုကိုအသင်းရဲ့ဒီကိုပရိသတ်တွေကအခုကစားသမားကိုအားလုံးကိုယ်မှာဝိုင်းပြီးတော့အဲ့လိုမျိုးအော်ဟဲလောင်ပြောင်းလာမျိုးဟုတ်ကဲ့သူထားမကြုံခဲ့ဘူးတဲ့သူသူပြန်ပြောပြဟုတ်ကဲ့နေမှာကဒါတို့ပထမဆုံးကြုံလာတာပဲအဲ့မှာဒီပေးခဲ့တဲ့ document ကြီးကြောင်ပဲလားအဆအဆအရာရာပေါ့တချို့ကြတော့လေဒီနေမှာကဒီကိုလာပြီးတော့ဟာလာလောက်စားပြန်သွားမယ်အချိန်တိုင်းမယုံကြည်ဘူး နေမှာတော့တေချာတော့ပွဲဆွဲတယ်ဆာယုံခဲ့ဟုတ်ကဲ့ဒါပေမဲ့အဲ့ struggle နဲ့ပွဲမှာကျွန်တော်မှတ်မိသလားကျွန်တော်တို့အခုဒါ Northern Forest ကိုသူက Matsells တို့ပြီးတော့ Liverpool နောက်ခံလူဟောင်းဒီ Lovren တို့နေမှာရေးပွဲတော့ပွဲကဒါသူတို့နဲ့အသတွေ့ရတာပဲတွေ့ပြီးတော့သူကိုးစားတွင်းသွားတယ်ကိုးစားတွင်းသွားတဲ့အဲ့အားပေးကြတယ်ပေါ့အားပေးတော့ပွဲနေမှာက toilet တဲ့တယ်ပဲပြောလိုက်တယ်သူဘလို့မှနားမလည်နိုင်ဘူး ဒါကသူ့ရဲ့ဒီ part of the journey အဖြစ်သူယူဆလို့ရရင်မြဲဘာကြောက်မှန်းမသိသူ့ကိုဝိုင်းပြီးတော့ဒီဟိုဘလုံးထီရံနဲ့ဝိုင်းလှောင်နေကြတာနားမလည်ရမ်းဒါပေမဲ့ဒါသူ့ဘဝအတွက်အရေးကြီးတဲ့နေသူအဲ့ဒီပွဲမှာသူကိုသွင်းနိုင်ခဲ့တယ်ပြီးတော့အဲ့ပွဲမှာပဲသူအဲ့ပွဲဆက်နေကိုအဲ့နေတယ်အမလုံးနေရရပဲပတ်ချက်လိုက်တာကိုသွင်းပြီးတော့သူတိတ်တိတ်နေတဲ့ပုံစံမျိုးနဲ့အောင်ပွဲခံတာအမလုံးပွဲပဲအဲ့နောက်ပိုင်းလဲနေမှာကပြိတ္တရဲ့ဟိုအားပေးမှုချက်ခင်မှုယုံကြည်မှုကိုအပြည့်အဝတော့သူမရဘူး သူစိတ်ဝင်စားတယ်နေမှာကစားတဲ့ပွဲကိုလာကြည့်ကြတယ်ဒါပေမဲ့ဟိုချစ်တဲ့စိတ်နဲ့အားပေးတဲ့စိတ်နဲ့ဥပမာဒီအာနာဆပရိတ်တ်တွေရဲ့ခရစ္စတန်နိုရော်နယ်ဒိုအားကိုးပုံမျိုးအင်တာမိုင်းပရိတ်တ်တွေရဲ့မက်ဆီကိုအားကိုးပုံမျိုးမဟုတ်ဘူးဟုတ်နေမှာကအဲ့သူကပဲအဲ့လိုမျိုးကြုံသွားတာအဲ့တော့နေမှာရဲ့ဘဝကလည်းအဲ့လိုပေါ့ဒီ Paris Saint Germain မြောက်ခင်ကတည်းကလည်းဘာလို့မှာလဲကလည်းသူက roller coaster lifestyle ပဲသူကဟုတ်ကဲ့သူသူပုံစံကတော့ not the career လို့ဆိုတော့ဒီ Parisian ဂျမိုင်းမှာလည်းသူအဲ့ဒီဟာမျိုးစကြုံရတယ်။နောက်ပိုင်းကျတော့မှသူကပြိတ္တမြစ်တာကိုတပြေးပြေးနဲ့ယူလာနိုင်တယ်။ဟုတ်ကဲ့။ယူလာနိုင်တယ်။အဲ့ယူလာနိုင်ပြီးတော့မှတစ်ခါဟိုနှစ်နှစ်လောက်ကြာတော့တစ်ခါပြိတ္တတွေအားမလို့အားမဖြစ်ခြင်းကိုသူပြန်တွေ့တယ်။ဟာလာတယ်။ဆိုတော့အဲ့လိုတွေလို့ဟုတ်ကဲ့ပါဒါနေမာရဲ့ကစားသမားဘွားတော့တကယ်ကိုရိုလာကိုစတာပဲပေါ့နှိမ့်လိုက်မြင့်လိုက်ဒါပေမဲ့နောက်ပိုင်းနေ့တွေကျတော့အနှိမ့်တင်ပူပြီးတော့များသွားတော့ဗောနော BSG မှာကျွန်တော်ဒါပြောဖို့ကြံသွားတဲ့ထက်မှာအကွေဒီ ဘယ်လိုပြော PSG ပထမဆုံးကစားလမဘွားမှာတော့ဒီဘာပီရဲ့ကာဗာနီရဲ့ဒီသူတို့နဲ့တွဲပြီးမှဒါတိုက်စစ်ကိုဥဆောင်ရတော့ဗောလေနောက်ပိုင်းနှစ်ဒီမှာတော့ဒါမက်ဆီပါလာတယ်ဒါမက်ဆီနဲ့တူဒါတိုက်စစ်ကိုဥဆောင်ရတယ်ဒီကာဗာနီရဲ့ဘာပီရဲ့ဒီနေမာရဲ့ဒီတိုက်စစ်အတွက်မှာဆိုကျွန်တော်မှတ်မိတာဒါအားလုံးလည်းမှတ်မိမယ်ထင်ပါတယ်ဒီကာဗာနီနဲ့ပင်နယ်တီလူကန်နဲ့ပြဿနာတွေဗောလေဒီပြဿနာတွေမှာလည်းနည်းနည်းလေး PSG ပြိတက်တွေကြားမှာတော့ပြောစရာတော့ဖြစ်ခဲ့မှာတင်တယ်အခုပထမပိုင်းလေးဗောဒီဒီဘယ်လိုပြောမှာဘာပီရဲ့ ကာဗာနီရဲ့နီမာရဲ့ဒီတိုက်စစ်ပိုင်းလေးနဲ့ပတ်သက်ပြီးတော့မှာတော့နီမာရဲ့အခန့်ကဏ္ဍဘယ်လိုရှိခဲ့တယ်လဲဆိုတာအကိုမမေ့သလောက်ပြောပြပါဦးဗျ။အော်အဲ့မှာကကလန်ဘပေးကတော့ရှင်းတယ်သွားဆဲကျော်သက်ဟုတ်ကဲ့ပြီးတော့သူကဘာရက်စင်ဂျမင်းကိုစရောက်လာကတဲ့ကသူကတရားဝင်ပြောထားပြီးသားခီလိုက်ဖီနဲ့သူနဲ့စကားပြောတယ်ခီလိုက်ဖီကမင်းနေမာကိုပံ့ပိုးပေးရမယ်ဟုတ်ကဲ့ဆိုတော့ကလန်ဘပေးအနေနဲ့သူ့ရဲ့ပါဝါပေါ့နော် growing up က နောက်ပိုင်းနှစ်တွေမှာဒီအစောပိုင်းမှာတော့ကီလန်ဘာပေကအဲ့ပြဿနာမှာမပါဘူးဟုတ်ပါဘူးဟုတ်အနေမှာနဲ့ကာဗနီကကြတော့တယောက်ကဒီအသင်းရဲ့အဓိကတောက်တိုင်ထိတ်တန်းကိုသွင်းရှင်အဖြစ်ရက်တည်နေတဲ့သူဟုတ်ကဲ့ဒီ Paris Saint-Germain အသင်းအတွက်အရေးပါတဲ့ကိုးတွေကိုတွင်းပေးနေတယ် Paris Saint-Germain အသင်းအတွက်ဒါကိုးအများဆုံးတွင်းပေးနေတယ်ဟုတ်ပယ်နယ်တီတိတ်ကတိတ်ကဟုတ်ကဲ့เนาะဒါသူကရှိနေတဲ့သူနေမာက ရောက်လာတဲ့အချိန်မှာအဲ့မှာကဒီကစားသမားတွေရဲ့စိတ်တွင်း ဒါအတ္တအားပြိုင်မှုတွေမြင်ရတာပေါ့ဟုတ်ကဲ့နေမာနေနဲ့ဒီဘာစလိုနာမှာတော့ငါလီယိုနာမက်ဆီရှိတယ်ဟုတ်ကဲ့အဲမက်ဆီလိုကစားသမားအတွက်ကြတော့ तू ကအောက်မှာနေဖို့ကပြဿနာမရှိပေမဲ့ဟုတ်ကဲ့ဒီ PSG ကိုရောက်လာပြီရောက်လာတဲ့အခါမှာဒီသူ့ကိုအရန်လိုချင်လို့လို့ယူရို222တန်းဆိုတဲ့ပြောင်းရွှေ့ခြင်းနဲ့ပေးပြီးတော့ခေါ်ထားတယ်ဟုတ်ကဲ့သူ့နိုင်ငံလေးစီအတင်းမှာ तू ကအတင်းကပ်တိန်ပြီးတော့ဒီ penalty taker ဟုတ်ကဲ့ ဟိုကမှဘာစလိုနာမှာလဲမက်ဆီပြီးရင် तू က second taker လို့ပြောလို့ရတယ်ဟုတ်ကဲ့အထူးသဖြင့်ဒီ PSG Paris Saint-Germain ကိုဖြုတ်တဲ့ပွဲမှာဆိုလဲအရေးပါတဲ့ penalty က तू မက်ဆီစီကတောင်းကန်တယ်မက်ဆီပေးကန်တယ်ဟုတ်တော့သူ့မှာကဒီ penalty taking နဲ့ပတ်သက်တဲ့ဟိုဘယ်လို track record ကောင်းကောင်းလည်းရှိပြီးသားဟုတ်ကဲ့နောက်တစ်ခုက penalty ဆိုတာကအဲ့အစပိုင်းအစပိုင်းမှာပေးကန်လိုက်ရင်အဲ့လူကအသေးဖြစ်သွားမှာဟုတ်ဆိုတော့အဲ့အချိန်မှာလူရတာပဲရှင်းရှင်းပြောရင် โอเคအဲ့ဒီအချိန်မှာဒီ ballot နဲ့ dropper တော့ကလည်းဒီလိုပဲအစာပိုင်းမှာလူရတာပဲအစာပိုင်းမှာကန်ခွင့်ရတဲ့သူကိုယ်လည်းခိုးသွားတယ်ဆိုရင် तू ကအဲ့တော့ second တွေကဘာလို့လို့ရောက်သွားမှာအဲ့တော့အဲ့ကာလမှာဒီလူကြတယ်လို့တော့ပြောလို့ရတယ်ဟုတ်ကဲ့အဲ့ဒီအဲ့ဒီပြဿနာပါအဲ့ဆိုအဲ့မှာပုံကြီးချဲ့စရာကြီးလည်းဖြစ်သွားတယ်အဲဒီနေမှာတော့တချို့ကလည်းဒီ company အနေနဲ့ဒီနေမှာကိုတော့ဦးစားပေးတင်တယ်ဆိုရဲအမြင်နေရှိတယ်တချို့ကလည်းနေမှာအနေနဲ့ company ဟာ ဟိုဒီယာဒီမဟုတ်လဲနောက်ယာဒီနောက်ယာဒီထွက်သွားမှာပဲပြီးနောက်တစ်ခုကဘာလို့ဆိုတော့ပြေပြေချင်းယုံကြည်မှုကိုတိဆောက်ရင်းနဲ့မှာကိုယ့်အခွင့်အရေးကိုယူသင့်တယ်ဒီလိုကြီးလူမကန်သင့်ဘူးဆိုပြောရလဲရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ဘယ်သူမှန်းတယ်ဘယ်သူမှားတယ်မပြောလို့ဘူးအဲ့ဒီပြဿနာကတော့ဟိုအကြီးအကျယ်ဖုံထခဲ့တာတော့အမှန်ပဲဟုတ်ကဲ့နောက်ဒါတကဘာလုံးကဒီဝိုင်းပြီးတော့ဒီဆွေးနွေးစရာ topics တခုဖြစ်ခဲ့တယ်ဟုတ်ကဲ့နေမာရဲ့ဘဝမှာအဲ့လိုမျိုးဒီအသင်းတွင်းအတွင်းကျိတ်ပြဿနာတွေလည်းရှိတယ်ပေါ့ တိုးတော့တခုအံကိုကောင်းလာတာနေမာကတကယ်ကျွန်တော်တီးသလောက်ပေါ့နော်ကျွန်တော်တီးသလောက်ဒီအစအနေပြီးတော့အခုချိန်ထိပြန်ပြီးတော့ချုပ်ရတယ်နေမာအရန်ရှက်တတ်တယ်ကလေးငငယ်တဲ့ကစကားတော့မပွန့်ပွန့်ပြောတယ်သူတယောက်တည်းနေတတ်တယ်သူသူက तू ပြောတာ तू လောက်တာဟုတ်တခြားသူတွေနဲ့ဆိုတော့ तू inner circle လေးရဲ့အပြင်ကိုတော့မှတိတ်ပြီးတော့ထွက်ချင်တယ် तू မဟုတ် interview လာဖြေလို့တော့မှစကားတွေ तू အများကြီးပြောချင်တယ် तू မျိုးမဟုတ်ဒါတော့ငယ်ဘဝပေါ့လေကြီးလာတော့သူ့ရဲ့ ဒီ marketing viewer အရာအလုပ်လုပ်ရတဲ့အပိုင်းတွေတော့အများကြီးရှိတာပေါ့အဲ့တော့ဒါပါတော့ပုံမှန်အပြင်တော့နေမှာကအဲ့လိုကလေးမဟုတ်ဘူးဒါပေမဲ့သူ့အောင်မြင်ကြောင်မှုကြီးအရန်ကြီးလာပြီးတော့အားလုံးရဲ့တဲတဲလှုပ်ဖြစ်လာတဲ့အချိန်မှာတော့အဲ့သူ့မှာလည်းသူ့ကိုသူစိတ်မနိုင်တဲ့အပိုင်းတွေလည်းရှိခဲ့ပါလိမ့်မယ်ဆိုတော့နေမှာအပြုံမတ်တာတော့ပါတော့သူ့အကြိုက်ဖြစ်တဲ့အတွက်ဘာမှမပြောလို့ရမယ်တချို့အရာတွေမှာတော့အခု company နဲ့ထိတိုက်တွေ့တဲ့ဖြစ်စဉ်တွေမှာကျတော့ဒါနေမှာရဲ့ ego ကိုကျွန်တော်မြင်ရတာပေါ့လေဟုတ်ကဲ့တော့မှားတယ်လို့လည်းမပြောသာပါဘူးဘာသူသူ့တန်းအရာတော့ သူပနရတစ်ကသူလည်းဖြစ်လဲဖြစ်တင်တာပဲဟုတ်ကဲ့လူတယ်အသေးအတန်သူတို့ပြဿနာတက်တဲ့ပုံစံမျိုးဖြစ်သွားတာကြတော့နည်းနည်းလေးတော့ဒါရုပ်ပေါ့အဲရုပ်ပေါ့တော့နည်းနည်းထိမ့်ရမှာပေါ့နော်နှစ်ယောက်စလုံးကနေမှာကန်လဲကာဗနီကပြဿနာဖြစ်ခံမဲ့စားနောက်မှနောက်ကွယ်မှာပြန်ညှိပေါ့ကာဗနီကန်လိုက်ရင်လည်းနေမှာကနောက်နောက်ကွယ်မှာပြန်ညှိတောင်းကြပေါ့ဆိုတော့ဒါမျိုးတွေမလုပ်ခွဲနဲ့ကွင်းထဲမှာအလိုကြီးဖြစ်တာကြတော့တော်တော်လေးတော့ရုပ်ပြဆင်းပြဖြစ်သွားတာဟုတ်ကဲ့ပါအဲ့တော့ကတော့ကာဗနီကဒါပြောခဲ့တဲ့ပေါ့နော်မင်းကောက်မက်ဆီများထင်နေလို့လားပေါ့မက်ဆီက ေးကန်ခဲ့တာဟုတ်ကာဗာနီကတော့အဲ့မှာပေးမကန်ခဲ့တဲ့ဟာမျိုးလူခဲ့ကြတာလေးပေါ့လေဒါလေးကတော့ပြောစရာရှိခဲ့မယ်ဒီ2021လောက်မှာကျတော့ဒါဘာစီလိုနာဒီဗန်ဒိုက်ပြဿနာတွေဖြစ်လာပြီကျွန်တော်ဒါလာပေါ်တာတကြောပြန်ဥက္ကဋ္ဌပြန်ဖြစ်တယ်ပြန်ဖြစ်တဲ့အချိန်ဒီမှာလဲဒါမက်ဆီကိုထိန်းဖို့ကြိုးစားပြင်မယ်နောက်ဆုံးတော့မရခဲ့ဘူးလေမရခဲ့တဲ့အချိန်ဒီမှာလဲဒါလာပေါ်တာဘက်ကစီးဖောက်ခဲ့တာလေအများကြီးပါပါတယ်ကျွန်တော်ပြောချင်တာဒီ2021လောက်မှာဒါမက်ဆီ PSG ကိုရောက်သွားပြီဒီ PSG ကိုမက်ဆီရောက်လာတဲ့အချိန်မှာနေမာအတွက် အများကြီး supporting ဖြစ်လာမယ်လို့ထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းတကယ်ကျွန်တော်ဒါကြည့်ကြည့်လိုက်တော့အဲ့ဒီယာစီတွေဆိုရင်အမှန်တမ်းပြန်ပုံမှန် PSG ပွဲဆိုရင်ဒီပြည်သိလီကူဆိုတရာဒီလုံးမှာအလုံးစုံကြည့်လိုက်ရင်ကျွန်တော်၂ပွဲ၃ပွဲတည်းမပူပေမဲ့ဒီဘာပီရဲ့နေမာရဲ့ PSG oh sorry ဒီမက်ဆီရဲ့ပေါ့လေဒီတောက်၃ယောက်တွေတိုက်စစ်ကတော့တော်တော်ကြီးကိုစိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့အတွက်ကြည်လဲကြည်ပြပါတယ်ကြည်ပြပေမဲ့ကိုရဒါထင်းတယ်လို့မျိုးတိုက်စစ်ကရင်ခုန်ကြမရှိခဲ့ဘူးဆွဲဆောင်မှုလည်းမရှိခဲ့ဘူးလေဒါနီးပြဒါပိုချက်တီနိုရဲ့ ဒီအခန်းကဏ္ဍနဲ့များပတ်သက်မလားဒီနောက်ပေါ့မဟုတ်ဒီနေမှာကိုယ်တိုင်ကပဲ injury နဲ့ရုံးကန်ခဲ့ရလားတခြားဘလို့အစိတ်ပိုင်းကြောင့်ဖြစ်ခဲ့မလဲမသိဘူးကိုအဲ့ဒီဖြစ်ရမတိုင်ခင်ပေါ့နော်ဒါကျွန်တော်ပြောချင်တာလေးကတော့နေမှာက Ballon d'Or ကဟိုသူ့အတွက်အကောင်းဆုံးအခွင့်အရေးက2019မှာရှိခဲ့တယ်ဟုတ်ကဲ့ Champions League Final Bayern Munich နဲ့နော်2019 19တူတကယ်လို့ဒါဒီ Paris Saint-Germain က Final မှာ ဘန်မြူနစ်ကိုနိုင်ခဲ့ရင်ဟုတ်ကဲ့နေမာဟာဘလန်ဒိုကျသွားနိုင်ကြီးရှိတယ်ဟုတ်ကဲ့ဆိုတော့နောက်ပိုင်းကျမှပေးတာမပေးတာလေဗန်ဒေါစီရတာမရတာထားလိုက်ပြာကျွန်တော်အဲ့အချိန်မှာဘယ်လိုစင်ကြောင့်မင်းမှာ तू တရားဒီလုံးရှင်းပြမယ်ဘယ်လိုစင်ကြောင့်မင်းပြိတက်တယ် तू ကိုလက်ခံသွားကြပြီနေမာလည်းအဲ့ຢာတွေကသူ့ရဲ့အကောင်းဆုံးຢာတွေပဲအဲ့ဒီຢာတွေမှာသူတို့နောက်တစ်ခါပွဲလဲချောင်းတယ်သူတို့ရှုံးထွက်မှာဒေါ့မွန်ควอเตอร์ไฟนอลมาแอตแลนตาซีมีไฟนอลมาไลฟ์ซิตรู AAC ซีรีส์ ဒီ at ACC ဆိုလို့ဒီ Atlanta နဲ့ပွဲရတော့ဒီပထမအကြော့လာအိမ်ကွင်းမှာလေရှုံးမလို့ဖြစ်လိုက်သေးတယ်နောက်ဆုံးကြမှာနေမှာဖန်တီးပြီးတဲ့ကိုနဲ့နိုင်သွားတာအဲထားပါတော့သူတို့နောက်ဆုံးဒီ live set ကိုတော့သူတို့ AC သက်တောင်းသက်တာနဲ့ polyware တက်တယ်နောက်က Parisian Germain နဲ့ Bayern Munich အဲ့ဒီအချိန်မှာ Parisian Germain က favorite လည်းဖြစ်တယ်နောက် Thomas Tuchel ရဲ့နှစ်ပေါ့နော်အိုင်နက်က Thomas Tuchel တကယ်တော့ပူဆွဲခဲ့ရင်နေမှာဟာ တေချာပေါက်ကိုဘာလို့တော့ तू ကလွယ်ပြီးတော့ပေးကြမှာရှိဆိုတဲ့နှစ်မျိုးအဲ့ဒီနှစ်ဟာကျွန်တော်တို့ယူရိုလည်းမရှိဘူးဝါကပ်လည်းမရှိဘူးရှိတယ်ကိုဗစ်ကိုဗစ်ကလာပြီဟုတ်တယ်ဒါမှမဟုတ် तू မရဘူးအဲ့ဒါနေမဘွားမှာအဲ့ဒီနှစ်ကအနာဆုံးပဲဟုတ်ကဲ့ तू လည်းစိတ်သက်တော်တော်ကျသွားတယ်တော်တော်စိတ်သက်ပြိုလဲသွားတယ်ပေါ့နော်အဲအဲ့ဒီရာဒီကအဲ့ဒီရာဒီကသူနဲ့ကလင် MVP နဲ့အတွဲကွင်းပြင်ရောကွင်းတွင်ရောအဝက်လေကန်းရောအတွဲအညီဆုံးဟုတ်ကဲ့သူတို့နှစ်ယောက်နဲ့ ဟိုနေအောင်လုံးအတူတူထမ်းတင်ခဲ့ကြတယ်လို့ပြောလို့ရတဲ့ຢာသေးပေါ့အဲ့ဒီຢာဒီမှာဒါပေမဲ့နေမှာမရခဲ့တာကသူ့ဘဝအတွက်အဲ့ဒီຢာသေးကတော်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 နစ်နာခဲ့တဲ့ຢာသေးလို့ပြောလို့ရတယ်โอเคအဲ့ဒီနှစ်ကစပြီးတော့2020ကစပြီးတော့ PSG ကနေမှာမဟုတ်တော့ကလင်အမ်ဘာပေဖြစ်သွားတယ်เนาะကျွန်တော်အဲ့အဲ့ကာလာလေးကအခုပြောမှာတကယ်လို့သာအဲ့နှစ်က Paris Saint-Germain Champions League ရလို့နေမှာ Ballon d'Or ရခဲ့ရင်သူ့ကစားသမားဘဝကထပ်ပြီးတော့ အချိန်နဲ့တတ်သွားအောင်ပါ Mbappé ကသူ့နောက်မှာပဲဆက်ရှိနေအောင်ပါဆက်ရှိနေအောင်နော်ဒါပေမဲ့အဲ့2020ကစပြီးတော့ခလဲ Mbappé ရဲ့နှစ်တည်းဖြစ်သွားပြီဟုတ်ကဲ့အဲ့တော့ Neymar ဟာ PSG မှာတောင်မှဘူမဟုတ်တော့ဘူမဟုတ်တော့ဟုတ်တော့နောက်တစ်ခါနောက်တော့ဒီ Messi ရောက်လာတယ်ဟုတ်ကဲ့ Messi ရောက်လာတဲ့နှစ်တည်းသူတို့ဖြတ်သန်းတယ်သူတို့200သူတို့နော်ဖြတ်သန်းတယ်အဲ့ဖြတ်သန်းတဲ့အချိန်မှာ Neymar ရဲ့အခန်းကဏ္ဍကဘာမှမဟုတ်တော့မကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့ဟိုဘာမှတတတပြောစရာမဟုတ်တော့အဲ့အလုတ်က ီအမ်ပပေးတို့ပြီးတော့မက်ဆီကတော့ရောက်လာတယ်ဘာမှပန်နလီလုကန်နာဖီကဘာမှမရှိဘူးလို့ကြိုက်တာလို့ခွင်းနဲ့ဝင်လာပြီးအေးအေးဆေးရက်ပလေးနဲ့ကစားလဲကောင်းနေရပဲမက်ဆီကတော့အာဂျုံမတက်ကစားလဲကောင်းတာဒါပေမဲ့သူတို့ချန်ပီယံစ်လိမှာတော့သူတို့မအောင်မြင်ဘူးပေါ့လေဟုတ်ကဲ့ခြေစွမ်းအရသူတို့တူတဲ့အရတော့မက်ဆီတောင်းတာဒါဟန်ချက်တွေမညီတော့ဘူးပါရစ်စင်ဂျာမိန်ကဟုတ်ကဲ့ပါဆိုတော့အဲ့ဒီကာလာတွေမှာတော့နေမာကကျွန်တော်တို့ပရိသတ်တွေကတစ်ခါပြန်ပြီးတော့စိတ်ညစ်ပြီးနေမာကိုယ်တိုင်လည်း ဟိုစိတ်ကုံသွားပြီလို့ပြောလို့ရတယ်တခြားဒီဘောလုံးနဲ့ပတ်သက်တဲ့အိမ်မက်တွေပါတယ်လေ तू မဖြစ်ချင်တော့ဘူးနောက်နေမှာကဘဝမှာ तू အမြဲတမ်းဆွဆွဲကန်ရတာနေမှာကစူပါစတာဖြစ်ချင်တာဘောလုံးမဖြစ်ချင်တာမဟုတ်ဘူးစူပါစတာဖြစ်ချင်တာဘောလုံးမဖြစ်ချင်တာမဟုတ်ဘူးဆိုတာအမြဲတမ်းဆွဆွဲကန်ရတယ်ဟုတ်ဒါပေမဲ့တကယ်တမ်းကျတော့ तू ကဘောလုံးမဖြစ်ချင်တာစူပါစတာဖြစ်ချင်တာမဟုတ်ဟုတ်ဘောလုံးမဖြစ်ချင်ပေမဲ့အဲ့ဒီဘောလုံးမဖြစ်ချင်ဟာ तू ကဘရာဇီးလ်ကကစားသမားဖြစ်တဲ့ပါမရှင်လူငယ်တူဦးဖြစ်တယ်ဆိုတဲ့အခါကျတော့ စူပါစတားလို့ကြော်ကြားမှုကသူ့နောက်ကိုလိုက်လာတာလိုက်လာပါတော့အဲ့လိုလိုက်လာတဲ့အခါမှာသူ့ရဲ့ပိန်ကိုဗီဇအပျော်ပါးလည်းရှိတယ်သူကအဲ့ဟာကြတော့သူ့ဘဝဟိုသူ့ရဲ့ကိုယ်ပိုင်ဘဝကိုသူအရန်အရန်ကိုဥစားပေးတယ်အဲ့ဒီခါကျတော့သူကအဲ့မှာသူကဟို contradiction တွေဖြစ်ကုန်တာအဲ့အဲ့မှာသူ့ရဲ့လောက်ရအနေနဲ့ရောစိတ်အတွင်းအနေနဲ့ရောဒါမျိုးတွေဖြစ်ကုန်တာဟုတ် ဆိုတော့နောက်ပိုင်းကျတော့အဲ့ဒီကျွန်တော်အဲ့2019နောက်ပိုင်းနေပါကနောက်ထပ်အခန်းကဏ္ဍတစ်ခုပြောင်းသွားပြီလို့ယူဆရဲ Paracen Jamming နဲ့ပတ်သက်ပြီးတော့လည်းဘာမှသိပြီးတော့တူတူပြောစရာမရှိတော့ဘူးနောက်ဆုံးဒန်ယာရီနဲ့ယုံကန်ရတခါလေကျတော့ weight တက်နေတဲ့နေမှာတခါလေကျတော့ weight လေးတော့ပြန် short ထားတယ်စိတ်ပါရင်ပါလုံးတယ်စိတ်မပါရင်မလုံးဘူးဆိုတော့နေမှာကိုမြင်ရတဲ့ကာလာတွေရောက်သွားပြီအဲ့လိုပဲယူဆတာဟုတ်ကဲ့ပါကျွန်တော်ဒါ2020ဒီ23မှာကတော့ဒီ Louis Enrique ရောက်လာပြီเนาะဒါ23 Louis Henry ကရောက်လာတော့ PSG လုံးဝပုံစံတွေ change လိုက်တယ် superstar တွေဖြစ်တဲ့ဒါ Messi တို့နောက်တော့ဒီ Neymar တို့ Ramos တို့ဒီကစားသမားတွေကိုစာချုပ်မတိုးတော့ဘူးပေါ့လေမတိုးတော့ဘူးねအတီးတီးထွက်သွားတယ်အဲ့မှာထွက်သွားတဲ့အချိန်မှာအဲ Neymar ကလည်းဒါ Achilles ကယူရို190လောက်ပြီเนาะဒါယူရို190လောက်နဲ့ခေါ်ပါတယ်လာစာအပြင်ကြည့်လိုက်တော့လာစာအပြင်တော့ဒါ PSG မှာရတဲ့လာစာတွေဆိုရင်ဒါ 6ဆလောက်လာမသိဘူးပုံများတယ်ပမာဏအပြင်တော့ကျွန်တော်တိကြတော့မသိဘူးလေဒီ BSC မှာရတဲ့လစာတွေကို6ဆပုံများတယ်အဲ့အချိန်မှာလဲဒါသူဟာဒါဝေဖန်မှုနဲ့မလွတ်ပြန်ဘူးဘလို့ကြောင့်မို့ဒါဒီ sorry လေးကိုတွားတာလဲပေါ့လေတကယ်တမ်းဆိုရင်ဒါနေမရဲ့ခန်းကဏ္ဍနေမရဲ့အခြေအနေရဆိုရင်ယူရိုမှာဆက်ပြီးမှဆက်ရှိတင်တယ်နောက်တစ်ခုကသူ့ကိုပြောရတာဒီတစ်ခုစင်လဲဒါကျွန်တော်ဘယ်တော့မှဘယင်မဖြစ်တဲ့အင်ရှိမင်းသားတယောက်လိုမျိုးဆိုပြီးမှလဲပြောတုံးတုံးသွားတာမျိုးကြီးလဲကျွန်တော်ဒါတွေ့ရပါလေ PSG အထွတ်ဒီအဟီလဲ ကစားမောပေါ့အပြောင်းရွှေ့လေးပေါ့လေအခုကျွန်တော်ပြောပြပါအောင်ဗျအဲ့ဒါကျတော့ကျွန်တော်အမြင်ဒီဖြစ်သွားပြီပေါ့နော်အခုနောက်ပိုင်းကနေမဘွားအကြောင်းမဟုတ်တော့နေမနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်တဲ့အမြင်ဖြစ်သွားပြီအခုနောက်ပိုင်းပြောမှာတော့ဆိုတော့ဒီ hello ကိုသူပြောင်းတယ်ပရိသတ်တွေကနားမလည်နိုင်ဘူးဘာကြောင့်နားမလည်နိုင်လဲဆိုတော့သူအသက်အရွယ်ကောင်းကြီးရှိသေးတယ်ဆက်ပြီးတော့ဥရောပရဲ့ဝန်းမှာနေတဲ့တယ်ဒါကပရိသတ်အမြင်ဖြစ်သွားပြီအပရိသတ်ဟာဘယ်အပေါ်အမြင်လဲဆိုတော့အာကသရှုတော့ကနေကြည့်တဲ့အမြင်ဖြစ်သွားပြီ ျွန်တော်အဲ့နေရာမှာတော့ကျွန်တော်ကနေမာကကျွန်တော်ပြောသလိုပဲသူကအာကသားနဲ့ပတ်သက်ပြီးတော့သူတကယ်တမ်းကျတော့စိတ်အားထက်သန်မှုစာလောင်မှုသူကတိတ်မရှိတော့ရှိတော့ဘူးနော်နောက်ပိုင်းနေမရှိတော့သူကဒီအစောပိုင်းမှာသူလိုချင်ခဲ့လိမ့်မယ်တကယ်ဟိုအာသာသမားကောင်းဘုံသမားကောင်းဟိုအောင်မှုတွေသူလည်းသူလည်းကစားသမားတူဖြစ်တဲ့အတွက်ပါမင်စင်တူဖြစ်တဲ့အတွက်လိုချင်ခဲ့လိမ့်မယ်မက်ဆီကိုသူပြိုင်တာဟိုသူချစ်တာလည်းချစ်တာတပိုင်းပြိုင်တာလည်းပြိုင်တာတပိုင်းရှီကောင်းရှိခဲ့မယ် အဲဒါပေမဲ့နောက်ပိုင်းကျတော့မဖြစ်လာဘူးအမက်ဆီဟာအမှန်တမ်းပြောရင်နေမာအတွက်ဟိုနေမာရဲ့အဆင်မဟုတ်ဘူးအဲ့တော့နေမာ PSG ရောက်လာတယ် PSG ရောက်လာတော့ PSG သာ UCL ရရရင် तू तू ဖြစ်ကျင်တဲ့အိမ်မှာဖြစ်ခဲ့လိမ့်မယ်မဖြစ်ခဲ့ဘူးနောက်ပိုင်း तू ဒန်ရာတွေနဲ့ तू ဟိုဘယ်လိုခေါ်မလဲဆိုအရေးပါမှုကလည်းတဖြည်းဖြည်းညော့လာတယ်အနေမာကအသင်းတိုင်းကအသေးအံလိုချင်တဲ့ကစားသမားလည်းမဟုတ်တော့ဘူးအဲ့တော့ तू ကငဘိုးတွေက အဲ့ဒီလူမျိုးစိတ်ကြသွားပြီဆိုတဲ့ကနေမှာကအစောအဲ့ဒါကျွန်တော်ပြောစို့ကသူကသူ့ရဲ့ကိုယ်ပိုင်ဘဝကိုဦးစားပေးတဲ့သူဘောလုံးကအဲ့ဒီကိုယ်ပိုင်ဘဝကိုသူနေချင်လို့နေခွင့်ရဖို့အတွက်အထောက်ပံ့ကောင်းပေးခဲ့တာဟုတ်ကဲ့ပါဆိုတော့အခုကကြတော့ဒီဘောလုံးကိစ္စမဟုတ်တော့ဘူးသူ့ကိုယ်ပိုင်ဘဝလုံးလုံးဖြစ်သွားပြီရတဲ့ငွေကလည်းဟိုတင်ကြတာကတော့ခရစ်စတီယိုရော်နာလိုတန်း100နီးပါပဲဟုတ်တယ်တန်း150လောက်ရှိတယ်တန်း150လောက်ရှိတယ်နော်ဟုတ်ဟိုအဲ့တော့နေမှာအနေနဲ့အဲ့ဒီအချိန်မှာ ပြောင်းတာကကျွန်တော်တိတ်မအံ့အော်တော့ဟုတ်ပြီနေမှာပြောင်းတာကသူရောက်တယ်သူငွေရှာသွားပြီဟုတ်ကဲ့ဒါဒါရှင်းရှင်းလေးပဲဖြစ်သွားသူကျန်တာဘရာဇီးလိုတဲ့အသင်းကလည်းသူကသူ sorry မှာပဲလာကတာထိုင်းလီမှာပဲလာကတာကနေမှာအသက်အရွယ်နဲ့နေမှာရဲ့ပုံရိပ်နဲ့ရွေးနေဦးမှာပဲဟုတ်ကဲ့ဥရောပထိုင်းလီမှာကစားမှရွေးမှာမဟုတ်ဘူးဆိုတော့ခါကျတော့နေမှာအနေနဲ့ကအဟလောက်ကိုသူပြောင်းသွားပြည်တယ်ပေါ့ဟုတ်ကဲ့ဆိုတော့ဒီညမှာနောက်ခုကျွန်တော်ပြောချင်တာကဒီပြိတ္တိ ရဲ့မချင်မရဲဝေဖန်မှုကအာဂါသရှူတော့အပေါ်မူတည်ပေမဲ့နေမှာအတွက်ကြတော့အာဂါသရှူတော့ကသူ့အတွက်ဘောင်းလို့တော့သူ့အတွက်ကကြတော့သူ့ဘဝအတွက်ဖြစ်သွားပြီဟုတ်ကဲ့သူ့ရဲ့နောင်ရေးအတွက်ဖြစ်သွားပြီဟုတ်ကဲ့ဆိုတော့အခါကျတော့နောက်ကသူ့အဖေလည်းအကျိုးမျက်ရှိတဲ့ဒီအလုပ်တွေဖြစ်သွားပြီဒါကဟုတ်ကဲ့သူ့မှာကဒီ sponsorship ကနေရတဲ့ငွေကဘာပြောပြောယော့ယော့လာပြီလေဟုတ်တယ်ရနေကြငွေပမာဏထက်ယော့ယော့လာပြီဆိုတဲ့အနေအထားမှာ ဒါကသူ့အတွက်ကျတော့လက်လွတ်မခံစရာဖြစ်သွားပြီဟုတ်ကဲ့ဆိုတော့ကျွန်တော်ကဒီနေမှာ sorry ကိုပြောင်းတာကိုအားပေးတာမဟုတ်ဘူးဒါပေမဲ့သူ့အနေအားကြည်လိုက်ရင်သူဒီလိုပဲတွေးမှာပဲဆိုပြီးတော့ဒါကျွန်တော်ကျွန်တော်မြင်တဲ့အမြင်ပေါ့ဟုတ်ကဲ့ပါသူ့ရဲ့ဒီ personal life အရာကြည့်မယ်ဆိုရင်တော့မမာဒီ2020ပြည်လုံးတော့မှာဒါအခုပြီးခဲ့တဲ့တစ်ပတ်ပြောတဲ့ထက်မှာလည်းပါတော့လေ Nike နဲ့ဒါခွာပြဲသွားတယ်။နောက်ပူမားနဲ့ချုပ်တယ်။တကြတယ်ပူမားနဲ့မှလည်းဒါ Nike နဲ့ရှင်းလိုက်မယ်ဆိုရင်သူရဲ့ကြော်ကြောင်းမှုဝင်ငွေတွေဒါ image ဒီဘယ်လိုပြောတော်တော်ကြီးကိုကြာပါပဲကြာသွားပြီဆိုတဲ့အချိန်ဒီတခုမှာတော့ဒီ basic salary ကိုသူပို့ပြီးတော့မှအကူလာမယ်တခြား income နေရဆိုင်ဒီ basic salary ကိုပို့ပြီးအကူရတဲ့အချိန်ဒီမှာအဲဒီလဲကိုသူပြောင်းတယ်ငွေကြေးလက်တာမျိုးမျိုးများရခဲ့ပါတယ်ကျွန်တော်ပထမထင်တာကဒီဒဏ်ရာတွေရတယ်ဒါယူရိုမှာကစားတဲ့အချိန်ဒီမှာကျွန်တော်ရာသီဥတုအချိန်တွေကအေးတယ်ဗောလေအေးတာများတဲ့အတွက်ဒဏ်ရာတက်တာနှုံးကနည်းနည်းလေးနှီးတာမျိုးဖြစ်တတ်တယ်အရှိလေပိုင်းသွားတဲ့အချိန်မှာဆိုရင်တော့ဒဏ်ရာရတာ နေသွားမယ်သူရဲ့ live လေးကပုံမှန်တော့เนาะအကောင်းမြင်တယ်လားအဲ့ဒီကျွန်တော်ကထင်းသေးရတာဗောနောအများကြီးတော့မမျော်လင့်တော့ပါဘူးကျွန်တော်ပြောကြတာဒဏ်ရာတော့နေသွားမယ်ဗောနောဒါပေမဲ့တကယ်ကစားတော့ဝင်ငါးဘွဲလား၆ဘွဲလားမသိဘူးเนาะအဲ့လောက်တော်တော်လွယ်လွယ်လေးပါပဲငွေကြေးကြောင်ပါပဲငွေကြေးကြောင်ဆိုတဲ့နေရာမှာလဲဘဝအတွက်ပါပဲအစတည်းကလည်းဒီဘဝမှာကိုကိုလှုပ်ချင်တာကိုလှုပ်ခွင့်ရရင်ပျော်တတ်တဲ့စိတ်အခံနဲ့ကြီးပြင်းလာတဲ့သူငငယ်တော့ကျွန်တော်နဲ့တခြားចောင်းသားတွေနဲ့အရန်ကွဲပြားခြားနာတယ် ဘာလို့ကွဲပြားချမ်းသာလဲဆိုတော့အခြေခံအကြောင်းပြချက်ကနှစ်ချက်ပဲရှိတယ်တစ်ခုကကျွန်တော်တို့ငွေမရှိဘူးနောက်ခုကကျွန်တော်မှာဘောလုံးပါရမီရှိတယ်အဲ့ကျွန်တော်တခြားကြောင်းသားတွေနဲ့ကျွန်တော်မကူခဲ့ဘူးကျွန်တော်ဆိုတော့နေမှာအိုက်ဘွားကနေလာတာလေအိုက်ဘွားကနေသူတို့ဘလို့မှမျောလဲဖားနိုင်စရာမရှိတဲ့ချမ်းသာကြော်ရမှုတွေနဲ့ဟုတ်ကဲ့သူတို့တွေဟိုဘယ်လိုပြောမလဲဘဝကလုံးဝချမ်းသာသွားချမ်းသာပါဘောနော်ဆိုတော့ဒီအချိန်မှာတော့သူဟာငွေကြေးဘက်ကိုပဲသွားမယ်ဟုတ်ကဲ့ဒါတိတ်ပြီးတော့အံ့ဩစရာမရှိတော့ဟုတ်ကဲ့ ကျွန်တော်အဲ့ရနေစင်တာဆန်တိုစ်ကိုပြန်တယ်ဗောလေဒီဆန်တိုစ်ပြန်တဲ့အချိန်ဒီမှာလဲနီမာတော်တော်အံ့အသင့်မကောင်းတယ်ကွာတကယ်တမ်းအကိုပြောရတဲ့ဟာမှာလဲပြန်ကြည့်လို့ဒီ2019 20 2019 20မှာချန်ပီယံလိဘောလူဝဲတက်တယ်ဘန်မြူနစ်ကိုဒါကိုမန်းရဲ့ခေါင်းတိုက်ကိုတကိုယ်နဲ့သူကတ်ပြီးတော့မှရှုံးသွားတယ်ဗောလေအဲ့နောက်ပိုင်းဒီနီမာကိုတိုင်ဘယ်လိုပြောမလဲအောင်မြင်မှုကိုစာလောင်တဲ့စိတ်ကတော်တော်ကြီးကိုညှော်နေသွားတယ်သူ့ရဲ့ခြေစွမ်းသူ့ရဲ့ twin ကိုပမာဏရည်လဲတော်တော်ကြီးကိုနှဲသွားပါတယ်ဒီလိုမျိုးနှဲသွားသည့်တိုင်အောင်နီမာရဲ့ကြော်ကြားမှုပုံကြီးက လုံးဝကိုမကြတော့ပေါ့လေ2024 25အဲ့နောက်ပိုင်းယာဒီအဲ့လောက်ယာဒီဖြစ်လာတဲ့အချိန်ဒီမှာတော့မှနေမာကိုစန်တိုစ်ကခေါ်တယ်အချိန်ပိုင်းစာချုပ်နဲ့လည်းခေါ်ပေးမယ်ပေးတဲ့ငွေကြီးပမာဏကြတော့ဘရာဇီးလိဂ်ရဲ့မှာဘရာဇီးကလပ်အသင်းတသင်းရဲ့မှာဟုတ်ရဲ့လားဆိုတော့ပမာဏမျိုးနဲ့တော့ပြီးခေါ်ပါဘူးလေဒီနောက်ွယ်မှာရောတခြားကိုဒီဘယ်လိုပြောမလဲပရိသတ်တွေမသိနိုင်တဲ့အကြောင်းတရားရောရှိမလားမသိဘူးနေမာနဲ့စန်တိုစ်တို့ရဲ့တကြောပြန်စာချုပ်မှာအဲ့ဒါတော့တိတ်ထွေထူးမရှိတော့ဘူးနေမာက World Cup ကံကြံတာ ဟုတ်ဝါကကန်ကျင်ပြီးတော့ဒီအဟလာကလည်းသူ့ကိုစာချုပ်ဖို့စာနာမရှိတော့ရှိတော့ဟုတ်ကဲ့ sorry pro league ရဲ့တခြားအသင်းတွေကလည်းသူ့စိတ်ဝင်စားတော့အဲ့တော့စိတ်ဝင်စားဘူးဆိုတော့နေမာကတဆင့်ပြန်ဆင်းကန်ရတော့မယ်အဲ့တော့ပွဲကစားခွင့်ကတော့လိုအပ်နေတာဟုတ်လိုအပ်တဲ့အချိန်မှာဒီတခြားအသင်းတွေမှာလည်းသူလာတာရှော့ယူရမှာအခု Santos ကလာတာကြီးအများကြီးပေးသည်ဆိုသည့်တိုင်အောင်နေမာရနေတာထက်ရှင်းလိုက်တော့လေအများကြီးနည်းတယ်အများကြီးနည်းတယ်အဲ့တော့အများကြီးနည်းတဲ့အသင်းတစ်ခုခုမှာသွားကစားမယ့်အတူတော့ နေမှာကဘရာဇီးလ်မှာသူနေနေတာလေဟုတ်ကဲ့သူဘရာဇီးမှာပျော်တာဟုတ်ဥရောပမှာအကျော်ကြောင်းအချိန်တော့ဘရာဇီးကိုအားရပြန်လာရအောင်ပြန်တခါကြတော့ဒန်ယာအကြောင်းပြပြီးတော့တခါကြတော့ဒန်ယာရဟန်ဆောင်ပြီးတော့အကြောင်းပြချက်အမျိုးမျိုးနဲ့ပြန်လာအောင်ဟုတ်ကဲ့ပါတော့သူဒီကိုပြန်လဲဒီကနေပြီးတော့ဒီဘရာဇီးလ်လော်ရေးစင်အဖြစ်ဒီ2026 World Cup ကိုတွားမယ်သူအတွက်အကောင်းဆုံးလမ်းကြောင်းကိုတွေးလိုက်တာပဲရှင်းပြောရင်ငွေမလိုတော့ဘူးဒီချိန်မှာကြတော့ဟုတ်ကဲ့ငွေကြောင့်ဆုံးဖြတ်တာမဟုတ်တော့ဘူးเนาะဒီလေးနေအတင်းမှာသူနောက်ဆုံး World Cup ကိုကစားမယ်ပြီးတော့အဲ့အတွက်သူဒီ ပုံမှန်ဒီ game time game minutes လို့တယ်သူလာကစားတယ်ဆိုတာတော့ပဲဖြစ်သွားပြီဒါကျွန်တော်အမြင်ပါတခြားတော့ကျွန်တော် trade မသိတော့ဘူးโอเคကျွန်တော်ဒီမှာစာချုပ်ငွေကြေးအပြင်လည်းပြောမယ်ဘရာဇီးကလပ်တွေဂျားထဲမှာတော့သူတော်ကြီးကိုပေးနိုင်တဲ့အနေထားပေါ့နော်ဆန်တုစ်ကလည်းတည်ရတယ်ပဲမိနစ်ကမှပြန်ပြီးမှ CD ကိုတန်းပြန်တက်လာလေသူတော်နှစ်ပေါင်း100ကျော်တွင်ဒီလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က CD ပြီးကိုတန်းစင်တယ်နှစ်ချင်းပေါင်း CD ကိုပြန်တက်နိုင်ငံတော်ကလပ်ဖြစ်ချင်လို့နေမှာပေါ့ဟုတ်ကဲ့ဒါတော့ဟုတ်ကဲ့နေမှာနဲ့ဆိုတော့လေဟုတ်ကဲ့သူတို့ကုန်သိခါကြီးကြာစင်းခဲ့တဲ့ကလပ်အနေနဲ့ဟုတ်ကဲ့ ဆိုတော့သူပြန်လာပြီနေမှာပြန်ရောက်လာပြီစန်တိုဆိုတဲ့နာမည်တစ်ခုပြန်တိဆောက်ချင်တာလည်းပါမော်အဲ့မှာမှဟိုကျွန်တော်တော့တေချာမသိဘူးကျွန်တော်အဲ့အကြောင်းကိုလည်းကျွန်တော်ရှားဖွေပြီးတော့မဖက်ကြည့်ဘူးပေါ့နော်ဘာလဲဆိုတော့ဒီစန်တိုစကနေမှာကိုခေါ်ဖို့အတွက်ဒီဘန်နာယူပိုင်းဆိုင်ရာထောက်ပံ့ပေးတဲ့ကုမ္ပဏီတွေရှိမှာပဲဘယ်ကုမ္ပဏီတွေလဲပါညာကျွန်တော်အဲ့ဒါတော့တေချာမသိဘူးဟုတ်ကဲ့ပါဒီမှာကိုကျွန်တော်စန်တိုဆောက်တဲ့ချိန်မှာလဲပြဿနာပါလဲဆိုတော့ထိုးစံတိုင်းပဲသူဒါညီမတယ်နော်ဒါမွေးနေ့ပွဲရောက်တိုင်း ဟိုထိုင်ရရတယ်အခုဒီစတုရောက်တဲ့ချိန်မှာလည်းဒီပြဿနာလေးရရှိတယ်တော့အဲ့မှာကျွန်တော်သိကျင်တာကဒီသူတို့မောင်နှမချားမှာပေါ့နော်ဒီလောက်အထိဘယ်လိုပြောမလဲချစ်ခင်မှုမျိုးဟိုဘလုံးတောင်းတောင်းဘလုံးမားကြီးချားမှာဆိုကျွန်တော်ဒီစတိုရီကတိတ်မထွက်ဘူးဒီနေမာနဲ့သူဒီမောင်နှမချားချားလေးပေါ့သူရဲ့ personal life လေးလည်းဟိုတိတိလောက်လေးမျှပေးပါဦးနေမာက အစတည်းကဟိုမိသားစုအရန်ခင်တွေ့တဲ့သူပါဟုတ်ကဲ့ပါအထူးသဖြင့်အမေကတော့နေမာဘာလို့လို့အမှန်ပဲအမေက အညမကလည်းသူအရန်ချက်ရတာဟုတ်ကဲ့အဖေကတော့နည်းနည်းလေး strict ဖြစ်တယ်လူငယ်ဘဝမှာတင်းကျပ်တဲ့ပုံစံနဲ့အုပ်ချုပ်တယ်အသက်ကြီးလာတဲ့အချိန်ကျတော့သူ့အဖေကသူ့ခင်တဲ့နေမှာဆက်ဆံရေးကနေမှာပြန်မပြောနားမထောင်ဘူးဟုတ်ကဲ့သူ့အဖေကသူ့ဒီ challenge ဆိုတဲ့အတန်မျိုးစုံဟာကျွန်တော်ဟုတ်အချိန်မှလည်းကျွန်တော်ပြောပြီးမဟုတ်ခဲ့ဘူးနေမှာသူလုတ်ချင်လောက်တာသူ့အဖေကိုအပြော့ဆဲဆွဲပြီးတော့လုတ်ချင်တာလုတ်တာဟုတ်ကဲ့ပါသူ့အဖေကလည်းနေမှာရဲ့ဒီတော်ကြားမှုအောင်မြင်မှုအပေါ်မူတည်ပြီးတော့ လုံနေတဲ့စီးပွားရေးဆိုတော့သားဖဆိုပေမဲ့အလို့သဘောအရကျတော့နေမောင်မူတည်ပြီးတော့သူကလည်းငွေရှားရတဲ့သူဖြစ်သွားပြီနေမောင်စီကနေပြီးတော့ရတဲ့ percentage အပြင်သူ့ရဲ့ကိုယ်ပိုင်ဒီနေမောင်နဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့လုပ်ငန်းပဲပေါ့ဒီအဲ့အလို့ကိုလည်းလုံနေတဲ့ခါကျတော့အတူဖေးဩစာနေမှာပုံမညောင်းတော့ဘူးဆိုတော့ဒီနေမှာနဲ့အဖေရဲ့ဆက်ဆံရေးကအဲ့လိုအေးခင်းနေချိန်မှာနေမှာနဲ့သူ့အမေနေမှာနဲ့သူ့ညီမပြီးတော့နေမှာနဲ့သူ့တငယ်ချင်းတွေအချက်ဆုံးတငယ်ချင်းတယောက်ရှိတယ်နေမှာရဲ့အဲ့ကောင်မလေးရဲ့ ီးတော့နေမိုင်းညမရဲ့တောင်းရောက်ကအမြဲတမ်းငယ်ငယ်တဲ့တွေတွေဩကြီးတဲ့အထိအခုထက်တည်းလဲတွေတွေဟုတ်ကဲ့တို့ပေးသွားသွားပါလို့လို့အတူတူလို့ပြောလို့ရတယ်ဟုတ်ကဲ့တော့ဒါကတော့သူညွာလေးအပေါ်သူချစ်တဲ့အချက်ပေါ့နောက်တစ်ခါကျွန်တော်တို့အရှိအဆမပြောသလိုပဲနေမားကဒီမိသားစုစိတ်သက်မိသားစုစိတ်သက်ဆိုတဲ့နေရာမှာမိသားစုအရန်ပျော်စေခြင်းလဲသူကိုယ်တငယ်ချင်းတွေအရန်ပျော်စေခြင်းလဲသူအဲ့ဒီအရာကဒီဘောလုံးမှာအကောင်းဆုံးအချိန်အတောက်ပါဆုံးအချိန်မှာတော့အဲ့ဒီအရာကနည်းနည်းလေးနေအမှန်ဆို တခြားကစားသမားတွေဆိုအများကြီးကွာသွားပြီ။ဟုတ်ကဲ့။တခြားကစားသမားဆိုဘောလုံးကိစ္စကဟိုတရာမှာဆိုအဲ့ကိစ္စ20 30ဆိုတော့တော်တော်များနေပြီ။ဟုတ်တယ်။အနေမှာတော့အဲ့ကျန်ဘောလုံးတရာဆိုအဲ့ကိစ္စလည်း80 90လောက်ရှိတယ်လို့ပြောလို့ရတယ်။ဟုတ်တယ်။နောက်ပိုင်းကျတော့မိသားစုကပြန်ကြော်တတ်သွားပြီ။ဘောလုံးကိစ္စအဲ့လောက်မဟုတ်တော့ဘူး။ဘောလုံးကိစ္စဒီပတ်စံရှာဖို့လေးစင်အတင်းမှာပုံစားပြဖို့လောက်ပဲရှိတော့တယ်။ကလပ်အတင်းရဲ့အောင်မြင်မှုတို့တူးချင်းအောင်မြင်မှုတို့သူသိစိတ်ဝင်စားတော့စာလုံးမှုပြောကြပါပြီ။အဲ့တော့ဒါကြောင့်လေဒီညီမလေးကတော့အခုက အခုကိုကျွန်တော်တို့ဒီရက်ပိုင်းမှာကိုကျွန်တော်တို့အခုဒီသူညီမနဲ့ကဲနေတဲ့ပုံတွေကျွန်တော်တို့တွေ့နေရတာဟုတ်ကဲ့ပါကျွန်တော်တော်တော်လေးတော့ဘလုံးသမားကြီးကြာမှလည်းနည်းနည်းမမြင်ရတဲ့ story လေးပါလေဒီ story လေးနဲ့ပတ်သက်ပြီးတော့မှလည်းဒါအခုပြောတော့ကျင်းတ်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒါနေမှာအကြောင်းပြောလာတာလေဒါတော့ဆိုလေးပိုင်းမြောက်ရှိပါတယ်ဆိုတော့တော်တော်လေးလည်းပြည့်စုံသွားမှထင်ပါတယ်ကြီးစုအားပေးကြတဲ့ဆော့ကောပရိသတ်တွေလည်းကျင်းတ်နေတက်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျကြီးစုအားပေးကြတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ